င်္ဂလာပါရှင်ကျမတို့ဝန်ဒီပါ DV ရုပ်မြင်သံကြားရဲ့ညနေ၄နာရီချိန်ချီရရှိထားတဲ့သတင်းလေးကိုဓာတ်ရိုက်တင်ဆက်ပေးပါပါမြန်မာနိုင်ငံသတင်းလေးကမ္ဘာသတင်းလေးနဲ့အတူအားကစားသတင်းလေးကိုရှုစားပါပါရှင် ိုးရကစစ်ကောင်စီဘက်ပေါ်ပေါ်ထင်ထင်ရက်တည်ပြီးမြမအရေးမှာဝင်ရောက်ဆွတ်ဖက်နေတာတွေကိုရက်တန့်ဖို့မြမအရေးတက်ကြလှုပ်ရှားသူတွေကဒေသဆန်တော်ချင်းမေလ29ရက်နေ့မွန်လွယ်ပိုင်းကအမေရိကန်ပြည်ထောင်စုမြို့တော်ဝါရှင်တန် DC တရုတ်တန်ယုံရှိမှာဆန္ဒပြခဲ့ကြပါတယ်ဝါရှင်တန် DC ကိုရောက်ရှိနေတဲ့မြန်မာနယ်ပွားတွေကအပတ်စဉ်မြန်မာတန်ယုံတရုတ်တန်ယုံနဲ့တရုတ်တန်အမတ်နေအိမ်ရှိမှာဆန္ဒပြပွဲတွေဇတိုက်ပြုလုပ်ခဲ့ပြီးမြန်မာပြည်သူတွေကြုံတွေ့ရတဲ့အခက်အခဲတွေကိုထောက်ထားဖို့တိုက်တွန်းခဲ့ကြပါတယ်။ ဆရာနာသိမ့်ပြီးအစောပိုင်းကာလမှာတရုတ်အစိုးရကမြမအရေးနဲ့ပတ်သက်ပြီးဝင်ရောက်ပြောဆိုတာမှတ်ချက်ပေးတာမျိုးမရှိခဲ့ပေမဲ့2023ခုနှစ်မြောက်ပိုင်းမဟာမိတ်၃ဖွဲ့ရဲ့10/20ခုစစ်စင်ရေးအလွန်နောက်ပိုင်းမှာတော့မြင်သာတဲ့ပါဝင်ပတ်သက်မှုတွေစတင်ပြုလုပ်ခဲ့ပါတယ်။ဆရာနာရှင်ဟောင်းအနေနဲ့တွေ့ဆုံတာတရုတ်နိုင်ငံကိုစစ်ကောင်းဆောင်ကိုဖိတ်ခေါ်တွေ့ဆုံတာစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုထောက်ခံအားပေးပြီးအကူအညီတွေပေးခဲ့တာတွေနဲ့လာရှုမျိုးကိုစစ်ကောင်စီလက်ထဲပြန်လွှတ်ပေးခဲ့တာ အာဆီယံဒေသရင်းနိုင်ငံတွေကိုဖိအားပေးပြီးနိုင်ငံရေးအရာလိုချင်တဲ့ပုံစံကိုအသွင်ပြောင်းယူတာဒါမျိုးတွေကိုတရုတ်အစိုးရကဇက်တိုက်ပြုလုပ်ခဲ့တာဖြစ်ပါရှင်။ချမ်းအမှတ်54ကိုတဝက်ခွဲရောင်းဖို့ဥအောင်ဆန်းဦးရဲ့တရားရုံးကိုရှောက်ထားချက်ဟာဥပဒေနဲ့ညှို့မှုမရှိဘဲနဲ့အစင်လာမရှိတဲ့လုပ်ရဖြစ်တယ်လို့ဥပဒေကျွမ်းကျင်သူတွေကမှတ်ချက်ပေးကြပါတယ်။သုဒ္ဓချမ်းသာသတင်းပေးပို့ထားတာပါရှင်။ နိုင်ငံတော်၏တာဝန်ခံပုဂ္ဂိုလ်တောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းကြီးတရှိရာကျောင်းကိုတဝက်ခွဲပြီးရောင်းချဖို့ဦးအောင်ဆန်းဦးကမေလ29ရက်နေ့ကကမာရုတ်ခဲတရားရုံးကိုရှောက်ထားခဲ့တာပါ။တက်သမ923ဧကကျောင်းနဲ့ချမ်းမ94ရက်ကနေမပါတဲ့မြင်းကြီးကတဝက်ကိုခွဲပြီးရောင်းချဖို့ဦးအောင်ဆန်းဦးဘက်ကလိုရှိနေတာဖြစ်ပါတယ်။ ချာမတ်54မှုအတွက်နောက်ယုံရှင်ကိုဂျုံလာ9ရက်နေ့မှာတရားရုံးကပြန်ခေါ်ထားပြီးတုံးဆက်စုကျဲရှိနေတွေဘက်ကဒီကိစ္စနဲ့ပတ်သက်ပြီးရှောက်လဲချက်ပြန်ပေးရဖို့ရှိနေပါတယ်အဲ့နာကအမွေမှုမှာအမွေပြည်စီအားလုံးကိုလေးလံတင်ရောက်ပြီးတော့ခွဲတာပဲရှိတယ်။ကိုညမဲ့ဘက်ကိုခွဲပြီးတော့လေးလံတင်ရောက်ပေးပါလို့အဲ့လိုတော့မရှိဘူး။နောက်တစ်ခုကသူကအဲ့လိုရမဲ့တဝက်ဆိုတာကတော့မရှိဘူး။1989က နေမရှင်မကြောင်းနိုင်တဲ့ပစ္စည်းကန့်သတ်ရေးဥပဒေအရပစ္စည်းကိုဘယ်လိုဆုံးဖြတ်မလဲဆိုတာကတရားရုံးကသက်ဆိုင်တဲ့ဥပဒေလုံးထုံးလုံးကြီးကသူရှိနေတဲ့ရှားဝါမှာကတော့ဒီနေလန်တင်ပြီးသားငွေကိုပဲခွဲတာမျိုးပဲရှိတယ်သူပဲအပိုင်းကိုတော့ဘယ်ကိုခွဲပေးပါဘယ်လိုရောင်းပါဆိုတာတရားရုံးရဲ့ဒီဂရီရပဲလုံးလို့ရတယ်အဲ့လိုဒီဂရီကိုကျော်ပြီးရှောက်ခဲ့ပြီးရှိတယ်မေလာဆက်ပါရနေရုံချင်း ်တိုင်ငင်တော့ကလည်းဂျာမန်54လေလံဂျန်ငင်စီကိုတောင်ဆန်းစုကြည်ရဲ့ရှင်းနေအဖွဲ့ကသတ်မှတ်ပေးဖို့ဥအောင်ဆောင်ဘက်ကတင်ပြခဲ့ပြီးဥအောင်ဆောင်ရဲ့တင်ပြချက်တွေကမြေသားမြေသားတွေအမှုတွေရဲ့လုံထုံလုံနည်းနဲ့ညီညွတ်မှုမရှိပဲအစင်လာမရှိတဲ့အလို့ရတွေသာဖြစ်တယ်လို့ကြွမ်းကျင်သူတွေကမှတ်ချက်ပေးပါတယ်။ဒီမှာမအောင်တဲ့ဆိုတာနောက်ထပ်ဆက်ဆိုနောက် ုတက္ကသိုလ်ဒါလန်ချမ်းမတ်54နေငုတ်ငွေချက်သိမ်းပေါင်း2.8တန်းနဲ့ April 29ရက်နေ့မှာကမာရုတ်ခရင်တရားရုံးကစတုဒ္ဓအကြိမ်လေးလံပစ်ခဲ့ပေမဲ့လေးလံဆွဲမဲ့သူမရှိဘဲပွဲပြတ်ခဲ့တာပါ2024မတ်လ20ရက်နေ့မှာချမ်းမတ်54ကိုကျန်းကျင်းစင်ငွေကျပ်သိမ်းပေါင်း3.3တန်းနဲ့ပထမအကြိမ်2024 August 15ရက်နေ့မှာကျန်းကျင်းစင်ငွေကျပ်သိမ်းပေါင်း3တန်းအထိနဲ့ဒုတိယအကြိမ် 2025 February 9ရက်နေ့ကချက်မှတ်54ကိုငွေကျပ်သိမ်းပေါင်း2.9ခွန်တန်းနဲ့တတရအကျဉ်းလေးလိုက်တင်ခဲ့ပေမဲ့ဝယ်ယူသူမရှိပဲအကျဉ်းချင်းပွဲပြတ်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်တုဒ္ဒချမ်းသာပါ။စကိုင်းတိုင်းမုံရခရိုင်ဘုဒ္ဓလင်မြို့နယ်တောင်ချမ်းကိုစစ်ကောင်စီတပ်ကမေလ29ရက်နေ့မနက်9:00ကျော်လောက်က မြေပြင်စစ်ကြောင်းထိုးရောက်ဝင်ရောက်လာကြောင်းကျေးရွာရှိရွာကဒေသခံပြည်သူ9000ကျော်ဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံနေဆရာတွေသိရပါတယ်။စစ်ကောင်စီကစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်မုံရွာဘုဒ္ဓလင်းသွားကားလမ်းမကြီးအနီးကနှောပင်ယိုဇီတော်မြို့ပေါ်ရွှေချောင်းလေထနောင်ကုံပိုးကုံတရက်တူယိုရုံတော်ကန်တဲ့အစရှိတဲ့ကျေးရွာကဒေသခံပြည်သူတွေနေရွှန့်ခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ ဒါအပြင်စစ်ကောင်စီတပ်ဖက်ကဘုဒ္ဓလင်မြို့နယ်တောင်ချံအရှိတောင်ချံနဲ့မုံရွာမြို့နယ်အလုံးမြို့နယ်စတဲ့မြို့နယ်အတွင်းအားခြေရွာတွေကိုမေလ26ရက်နေ့ကနေစတင်ပြီးမေလ29ရက်နေ့အထိနေရောညပါလက်နက်ကြီးနဲ့ပစ်ခတ်နေတယ်လို့လည်းသိရပါရှင်။ ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အတွင်းကစစ်ကောင်စီရဲ့နှံဖဲတောင်ကကင်းစခန်းကိုအာရခတပ်တော်ကတင်ပိုက်လိုက်ပြီးစစ်ကောင်စီရဲ့တပ်မတစ်တဲ့နီးပြူဟာမူတအုပ်နဲ့ဗိုလ်ကြီးတအုပ်အပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားထိခိုက်ဒေဆုံးမှုတွေရှိရလို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါရတယ်။ မေလနောက်ဆုံးဘက်ကနေစတင်ပြီးကြောက်ဖြူအခြေဆိုင် အမှတ်32ရဲတက်ရင်ရဲ့ရှေတန်းကာကင်စခန်းနှမ်းဖဲတောင်ကို အာခတ်တက်တော်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီတပ်ဖက်ကလေကြောင်းရေကြောင်းအပြင်လက်နက်ကြီးပစ်ကူတွေပေးနေတဲ့ခြားကနေတိမ့်ပိုက်နိုင်ခဲ့တယ်လို့စီရေးတဲ့စီရေးတဲ့ရင်းမြစ်တွေကသိရပါဗျ။ ဒါ့အပြင်မေလ25ရက်နေ့ကတောက်ဖြူမြို့နယ်မှာအင်အားဖြည့်တင်ထားတဲ့စစ်ကောင်စီရဲ့တပ်မတစ်တပ်ကနှီးပြူဟာမှုဘုံမှုချုပ်ကျော်မျိုးအောင်အပါအဝင် ခမရ943ကဗိုလ်ကြီးတူနဲ့နောက်ထပ်တပ်ဖွဲ့ဝင်3ကအရခတတော်ရဲ့စနိုက်ပါထိမှန်ပြီးတော့ကြာခဲ့ရဆိုတာဟုတ်မှန်းကြောင့်တောက်ဖြူစစ်မျက်နှာကစစ်တပ်ဘက်ကနောက်ဆုတ်ပေးနေရတဲ့သဘောမှရှိရဲ့လို့စစ်ကောင်စီနဲ့နှိဆက်သူတွေကပြောပါရရှင်။ တကြောပြန်တိုက်ပွဲတွေကြောင့်ရှမ်းပြည်နယ်ပင်လောင်မြို့နယ်တဲကစောင်းပြောင်းကျေးရွာမှာရွာလုံးကျွတ်တင်းရှောင်နေရပါတယ်။ဒီသတင်းပြေဆုံးကိုတော့ Morris ကပြောပြပေးထားပါတယ်ရှင်။ကြတဲ့မေလာ18ရက်နေ့တွေကစစ်ကောင်စီနဲ့ PNU ပူးပေါင်းတပ်တွေဟာတော်လိုင်းတပ်ပေါင်းစုတပ်တွေနဲ့ရှမ်းပြည်တောင်ပိုင်းဖဲခုံပင်လောင်းအဆက်က ကန်လောင်းဆောင်ပြောင်းလမ်းမကြီးကိုထိန်းချုပ်ဖို့စူးစမ်းရင်တိုက်ပွဲတွေဖြစ်နေကြတာပါလက်ရှိချိန်ထိတိုက်ပွဲတွေပြင်းထန်နေပြီးတော်လိုင်းတပ်ပေါင်းစုဘက်ကဆောင်ပြောင်းတိုက်ပွဲအတွင်းအရှင်ဖမ်းမိထားတဲ့စစ်တုပ်ပန်းဗီဒီယိုဖိုင်တွေကိုပြီးခဲ့တဲ့ရက်ပိုင်းကထုတ်ပြန်ထားပါတယ်အဲ့ဒီတိုက်ပွဲမှာအထိနာခဲ့တဲ့စစ်ကောင်စီနဲ့ PNU ပူးပေါင်းတပ်တွေဟာဆောင်ပြောင်းကျေးရွာအပါအဝင်ရန်နီးစပ်တွေဖြစ်တဲ့ဝါလီ ပင်ကွန်စင်တောင်စတဲ့ကျေးရွာတွေကိုမီးရှို့နေပြီး ကျေးရွာအတွင်းကိုလက်နက်ကြီးပေါ်လေကြောင်းနဲ့ပါတိုက်ခိုက်နေတဲ့အတွက်အဆောင်ပြောင်းကျေးရွာရွာလုံးကျွတ်အပြင်ဒေသခံထောင်နဲ့ချီထောက်ပြေးသိမ်းရှောင်နေရပါတယ်။ရွာကအိမ်တချို့တော့မီးရှို့တဲ့ထဲပါသွားပြီးလောလောဆယ်အဆက်အသွယ်တွေလည်းလုံးလုံးမရဘူး။ပြေးတဲ့သူကပြေးနဲ့မီးငိမ့်လားမငိမ့်လားလည်းပြန်မကြည့်ရကြဘူး။ ဒီကဲရပိုင်းကလည်းတိုက်ပွဲတွေဖြစ်နေတဲ့နီနာကဂျေးရွာတွေမှာအင်ဒီမီရှုခံနေရတဲ့ဗီဒီယိုဖိုင်တွေလူမှုကွန်ရက်မှာတက်လာလို့ဒေတာခံတွေကိုအတီးပြုတ်ခိုင်းတဲ့အခါမှာစောင်းပြောင်းဂျေးရွာကလူနေအင်ဒီမီရှုခံနေရတာဖြစ်ပါတယ်ဒီကဲမတ်လ31ရက်နေ့ကလည်းစစ်ကောင်စီနဲ့ PNO တက်တွေရှို့လိုက်တဲ့တော်မီကြောင့်စောင်းပြောင်းနောင်ဝိုးတောင်မဲတဲ့နယ်လုံးပြင်ဂျေးရွာကလူနေအလုံး20ကျော်မီရှု ပျက်စီးခဲ့ပါလိမ့်မယ်။အခုလက်ရှိတကြောပြန်တိုက်ပွဲဖြစ်ပြီးတဲ့နောက်ဒေါ်လာရဲ့တပေါင်းစုတက်တရာပင်လောင်းဆောင်ပြောင်းကားလမ်းမကြီးကနေစုပ်ပေးလိုက်ပြီလို့ DPP ကအတည်ပြုပါတယ်။အဲဒီတည့်နေ့တော့မပြတ်တော့ဘူးဟာဆက်ထိန်ထားလားမထိန်ထားလားတော့ကျွန်တော်မသိဘူးတော့တော့ပြီးခဲ့တဲ့၃ရက်တော့တော့ကျွန်တော်တို့အာဆောင်ပြောင်းလမ်းမကြီးတော့ထိန်ထားတာတော့ရှိတော့ပါ ဆောင်ပြောင်းကနေထွက်ပြေးတင်းရှောင်သွားတဲ့ဒေသခံတွေဟာပယ်လောင်းမြို့နီးတဝိုက်မှာအကူအညီတွေလိုအပ်နေတယ်လို့ဒေသခံတွေကဆက်ပြောပြပါတယ်။တော်လိုင်းတက်တွေစုပ်ပေးပြီးတဲ့နောက်လက်ရှိဆောင်ပြောင်းကျေးရွာထဲမှာစစ်ကောင်စီနဲ့ PNU ပူးပေါင်းတက်တွေတပ်ဝင်ဆွဲထားပြီးတော့ဒေသခံတွေရဲ့နေအိမ်တွေမီးစက်လောင်နေစေဖြစ်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်မတ်လအတွင်းမှာလဲစောင်းပြောင်းကျွရအနီးနားမှာတိုက်ပွဲတွေဖြစ်လို့ရွာလုံးကျုပ်စစ်ဆောင်ခဲ့ရပြီ အခုနောက်တစ်ချိန်ထပ်ပြီးရွာလုံးကျွတ်ရှောင်နေရတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်မော်ရစ်ပါဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေဈေးနှုန်းဆက်တိုက်မြင့်တက်တာတွေနဲ့တူလူသလောက်ဝယ်လို့မရတာတွေကြောင့်ဆောက်လုပ်ရေးလုပ်ငန်းတချို့ရပ်ဆိုင်းထားရတယ်လို့ဆောက်လုပ်ရေးလုပ်ငန်းလုတ်ကင်သူတွေစီကနေသိရပါဗျ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေပြပကနေမှာယူသုံးဆွဲရမှာ အရင်နှစ်တည်းကတည်းကဈေးနှုန်းနှစ်ဆခန့်မြင့်တက်လာတဲ့အပြင်နံပါတ်ဆက်တွေခက်ခဲတာတွေနဲ့ပြည်တွင်းကိုတင်သေးရမှာအခက်အခဲတွေရှိနေတဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးအများစုဟာလုပ်ငန်းလက်ပတ်ဖို့အတွက်ခက်ခဲလာတယ်လို့ဆိုပါတယ်စစ်တပ်အာဏာမသိငင်ကရန်ကုန်မြို့ကအိမ်ဆောက်ပစ္စည်းတွေရဲ့ဈေးကွက်အတွင်းမှာတော့လက်အုပ်တစ်လုံး60ချက်ဆက်အုပ်10ပောက်ကတော့တစ်လုံးကို130ချက် တဲတခြင်း8000ကျက်ကြောက်စရစ်တခြင်း9100ကျက်ဒီလက်ပြည်စင်းတော့ဟာတိတ်ကို6300ကျက်သာရှိခဲ့ပါတယ်လက်ရှိဈေးနှုန်းနဲ့အရာကတော့အုတ်တလုံးကို380ကျက်ကနေ400ကျက်တဲတခြင်းကျက်သိန်း2000ကနေသိန်း3500ကျက်ကြောက်တခြင်းကိုတော့ကျက်တသိန်း4500ကျော်ဒီဈေးနှုန်းနေအစမတန်မြင့်တက်နေရလို့သိရပါတယ်ရှင်။ မန္တလေးမှာရှိတဲ့တောင်ဝန်းဒီတွေကငလျင်ဘေးတင့်ယာယီစခန်းတွေမှာနေထိုင်သူတွေကိုစစ်ကောင်စီကမေလကုန်နောက်ဆုံးထားပြီးဖယ်ရှားခိုင်းတဲ့အတွက်အခက်အခဲတွေနဲ့ကြုံတွေ့နေရပါတယ်။မြက်သစင်သတင်းပေးပို့ထားတာပါရှင်။အင်အားဖြင့်စကိုင်းငလင်ကြီးကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုများခဲ့ရတဲ့မန္တလေးမြို့မှာလက်ရှိအချိန်ထိ ဒေသခံတချို့ဟာငလင်ဘေးတင်ယာယီစခန်းတွေမှာနေထိုင်နေရဆဲဖြစ်ပါတယ်။မန္တလေးမြို့အောင်မြေသာဆန်ရပ်ကွက်ကဘောလုံးငွေတစ်ခုမှာရှိတဲ့ငလင်ဘေးတင်ယာယီစခန်းထဲမှာနေထိုင်နေရသူကလက်ရှိအခြေအနေတွေကို ပြောပြပါတယ်။ကျွန်တော်ကအခုတော့ကျွန်တော်တို့တိုင်ခံရတော့ဟိုတော့ဖြစ်ရမလားတို့ပြန်ပြန်စောင့်မလားဆိုရင်အခုချိန်ကြီးကျွန်တော်စောင့်နေတော့စောင့်နေနေဒီငယ်ဘေးလုကတဲ့စကမ်းပါပေါ့နော် အဲရောက်နေလို့မရောက်နေလို့ဆိုတော့အခုကတော့တရားတော့ကျလို့ကပြန်ဆောင်လို့ဒီမှာကျွန်တော်တို့ပုံစံလေးရှာမယ်နဲ့ရှာပြီးဆောင်အောင်မဟုတ်ဗျာအခုဆောင်မိကိုမကြားရဆောင်မိကိုချက်မိကိုမကြားရရဟုတ်ချက်တာမကြားရဟုတ်မကြားရဒီတိုင်းပေါ့ဗျာခုခွဲဒီကျွန်တော်တို့ကအရင်နေနေလို့ဗျာဇွန်လတွေမှာအခြေခံကျောင်းတွေပြန်လေဖွင့်လိုက်တော့မှာမို့အောက်မြေတပ်ဆိုင်ရုပ်ပေါ်မှာရှိတဲ့ကျောင်းဝင်တွေကယာယီစခန်းတွေမှာနေထိုင်နေရသူတွေကိုထည့်ခိုင်းတာတွေနေရာရှိပြောင်းတာတွေလုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်မင်းတို့ကတချို့ရက်ွက်တွေမှာတော့ကျောင်းဝင်တွေကငလေးပေးတဲ့ယာယီစခန်းတွေအပါအဝင်ယာယီစခန်းတော်တော်များများကနေထိုင်သူတွေကိုမိလောက်ကုန်နောက်ဆုံးထားပြီးအပီးရှိပြောင်းခိုင်းတာတွေလှုပ်ဆောင်နေတယ်လို့ ြန်လည်နေရချထားပြတဲ့အစီအစဉ်တွေလည်းမရှိဘူးလို့ပရိုက်တာလှုပ်ဆောင်နေသူလူငယ်ကဆိုပါတယ်ညာီဖကန်ရွှေပြောင်မှုအချိန်တွေကတော့မန်လေးမှာကရှိရပါအဲကျွန်တော်တို့တချို့နေရာတောင်ကြီးများမှာတော့ဒီပေါင်းချောင်းကိုပို့လိုက်တာမျိုးတွေရှိရနောက်တစ်ခုကကျတော့ကျွန်တော်တို့ဓမ္မယောအကြီးတွေဆိုတဲ့လိုမျိုးပေါ့နည်းနည်းလေးသူတို့နဲ့နေတတ်တဲ့လူစံတာဓမ္မယောနောက်တစ်ခုရတာပေါ့ကျွန်တော်တို့ဒီနန်းရှိဘက်ကကျွန်တော်တို့ဒီအကြောင်းက ကလေးစကားဆိုတော့ဒါကျွန်တော်တို့မြန်လဲချင်းလိုက်မှာပေါ့နော်ပြန်လဲဆောက်လုပ်ပြီးတော့အဲဆောက်လုပ်ပြီးတော့ထားမှာမျိုးတော့တွေ့ရဒါပေမဲ့လည်းအဲ့ဒါကကျွန်တော်တို့အစိုးရကလုပ်ပေးထားတာမျိုးမဟုတ်ဘူးကျွန်တော်တို့မစလင်အဖွဲ့အဖွဲ့စည်းချုပ်တခုကနေပြီးတော့အဲစီစဉ်ထားပေးတဲ့အဲယာယီစခန်းလိုမျိုးပေါ့နော်ဒါလည်းဆောက်လုပ်ပေးတာမဟုတ်ဘူးကျွန်တော်တို့ပုဂ္ဂလိကအဲလုပ်ပေးတဲ့အခြေအနေမျိုးတွေမှာရှိတယ်ကျွန်တော်တို့အခုစီစဉ်ကကိုကိုဘလိုနေနဲ့ကိုကဘယ်လိုလုပ်လဲပြောင်းလဲပေါ့နော်ဘလိုငါအနေနဲ့ဒါတော့အခုစီစဉ်ကကိုကပုံများပါလိမ့်မှာနောက်ဆက်တွင်ကလေးတွေတောက်လျှောက်လှုပ်ခတ်နေပြီးမိုးရင်းကိုရောက်ရှိနေတဲ့အခြေအနေမှာအခုလိုငလင်ပေးတဲ့ယာယီစခန်းတွေကိုဖယ်ရှားခိုင်းတာတွေကအခက်အခဲတွေအများကြီးကြုံစီမှာဖြစ်တယ်လို့လည်း ပရိတ်တလှုပ်ဆောင်သူတွေအကူအညီပေးနေသူတွေကဆိုကြပါတယ်ဒါမိုးရင်မိုးရင်အခုမန္တလေးမှာကမိုးတန်ငလင်ငိုက်ရက်နေတာတရက်လောက်ပဲရှိသေးတယ်ကျွန်တော်ဒါမိုးရတဲ့ဒါအဲဒီနေ့လောက်မှကျွန်တော်နည်းနည်းလေးရက်သွားတာမျိုးရှိတယ်ရက်သွားတာဒါနဲ့ရွာတဲ့ပတ်တယ်မှာရွာပါသေးရေပေါ့နော်ဆိုတော့မိုးလည်းမရက်ငလင်လည်းမရက်သေးတဲ့အချိန်မှာတော့ဒါအများကြီးခက်ခဲရှိတယ်ဒါအခုနောက်တဲ့အဲရှိနေတဲ့ စခန်းနေရပါကျွန်တော်နောက်ထပ်ထပ်ပြောင်းပေးလိုက်ရမယ်ဆိုတော့ပို့ပြီးတော့ခက်ခဲတွေ့သွားနိုင်တာမျိုးရှိတယ်ဆက်စပ်အရင်ပြောခဲ့တဲ့ဒီအင်္ဂလိပ်နဲ့ပတ်သက်တဲ့ဒီတို့လိုတန်းလဲစောက်အောင်နေရတယ်ဒါထပ်ပြိုကျနေရတယ်အများကြီးရှိတယ်အခုဘောနော်မန်လေးတက်မှဆိုရင်လည်းအများကြီးရှိတယ်ဆိုတော့အများကြီးစိုးရင်ရတဲ့အချိန်တွေပေါ်မှာပဲမူတည်နေပြီမူတည်နေသေးပဲဘောနော်ဟုတ်ငလင်ပေးအတွက်မေလ29ရက်နေ့ကနေပြီးတော့ဘေးနောင်ရိပ်သာမှာပြည်ရင်းပြည်ပအလှူရှင်တွေစီက အလူဝေကျက်131.53ဘီလီယံနဲ့အမေရိကန်ဒေါ်လာ2.3တန်းသန်းကျော်စစ်ကောင်စီကထပ်မံရရှိခဲ့ပါတယ်။ပြီးခဲ့တဲ့ဧပြီ1ရက်နေ့ကလည်းနေပြည်တော်မှာပြုလုပ်တဲ့ပထမအကြိမ်အလူငွေပေးအပ်ပွဲမှာပြည်ရင်းပြည်ပအလူရှင်တွေက က်132.89ဘီလီယံနဲ့အလူပစ္စည်းတန်ဖိုး12.4ဘီလီယံစုစုပေါင်း125.29ဘီလီယံကျပ်ရရှိခဲ့တာပါ။ငလင်ဘေးကြောင့်ထိခိုက်ခံစားခဲ့ရတဲ့မန္တလေးစကိုင်းရှမ်းပြည်နယ်တောင်ပိုင်းတို့မှာလက်ရှိအချိန်ထိအကူအညီတွေများစွာလိုအပ်နေဆဲချင်နေဖြစ်ပေမဲ့စစ်ကောင်စီကထိရောက်တဲ့အကူအညီတစ်စုံတရာများရှိကြဘူးလို့ငလင်ဘေးနယ်တဲ့ပြည်သူတွေကဆိုကြပါတယ်။ကျွန်မမျက်သက်စင်ပါရှင်။ အေရီတိုင်းထောင်ပုံခရိုင်အမမျိုးတော်ငင်းကြီးရွာအုပ်စုမှာပင်လယ်တွေဝင်ရောက်ဖန်ဆားလာပြီးနေအိမ်တွေရေနစ်မြုပ်တာပြုံချမျောပါတာတွေနဲ့ကမ်းပါပြိုကျတာတွေဖြစ်ပေါ်နေတယ်လို့ဒေသခံတွေဆရာတွေသိရပါတယ်။ဒင်္ဂလာပင်လယ်မှာဖြစ်ပေါ်ခဲ့တဲ့ပုံနှိုင်းငယ်ရဲ့အချိန်ကြောင့်မေလ28ရက်နေ့ကနေစတင်ပြီးပင်လယ်ကန်းဆက်ကြီးရွာတွေဖြစ်ကြတယ်။တော်ငင်းရွာအပါအဝင်တောင်ကုန်းဘောကနန္ဒပင်ရွာခပြက်ရွာနဲ့တရက်ပင်စဲရွာကြီးရွာတွေမှာပင်လယ်ရေဝင်ရောက်တိုက်စားပြီးမေလ29ရက်နေ့ထိရေနစ်မြုပ်မှုတွေဖြစ်ပေါ်နေပါတယ်။ဒါပြင်ကမ်းပါပြိုကျတာတွေဖြစ်ပေါ်နေတယ်လို့ဆိုပါတယ်။ပင်လယ်ရေဝင်ရောက်ပြီးလှရိုက်လို့အိမ်တွေရေနစ်မြုပ်နေကြောင်းပုံနှိုင်းအချိန်ကြောင့်ပိုဆိုးပြီးတော့ပြိုချမျောပါတဲ့အိမ်တွေလည်းရှိနေကြကြောင်းမနစ်ကထက်အခုပိုဆိုးတယ်လို့ဒေသခံတွေကပြောပါတယ်။နေအိမ်စုစုပေါင်း18လုံးနေပါရေးတဲ့မြို့ပါတော့ခဲ့ပြီးနေအိမ်17လုံးနေပါပျက်စီးမှုတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်ရှင်။ NUG ပညာရေးဝန်ကြီးဌာနဈာကာလာပညာသင်ကျောင်းတွေရာယီရန်နာဖို့ကြေညာထားပေမယ့်မြေပြင်မှာတော့သင်ကြားရေးအဆက်မပြတ်စေဖို့အတွက်လှုံ့ဆော်နေရပါတယ်။တိရိတည်ထင်ပေးပို့ထားတာပါရှင်။ဝန်နေခြင်းအထိတ်မှအလံတော်ကိုစစ်ကောင်စီတပ်ကစာတင်ကျောင်းတွေစေယုံတွေစတဲ့လူစုလူတွေရှိရာနေရာတွေကိုလေချောင်းကနေနီလန်းမျိုးစုံနဲ့ပုံချေတာ တက်တက်နဲ့တွေနဲ့ရွယ်ချက်ရှိရှိပြခတ်တိုက်ခိုက်တာတောက်ဝေးပြည့်လက်နဲ့ကြီးုံနဲ့ဘုံချဲတာဆက်တက်နဲ့တွေနဲ့ရွယ်ချက်ရှိရှိပြခတ်တိုက်ခိုက်တာတောက်ဝေးပြည့်လက်နဲ့ကြီးုံနဲ့ပြခတ်တိုက်ခိုက်ပြီးဆေးရဆူမှုကျူးလွန်နေတဲ့အတွက်မလ25ရက်နေ့ကစလို့ဂျာကာလာပညာသင်ကျောင်းတွေကိုယာယီရနာဖို့အမျိုးသားညီညွတ်ရေးအစိုးရပညာရေး ဝန်ကြီးဌာနကထင်ညာထားပါတယ်။စစ်ကောင်စီတဲ့တိုက်ခိုက်မှုတွေကြောင့်ကျောင်းတွေပြန်ဖွင့်မဲ့ကာလကိုအသေးစိတ်မပြောနိုင်သေးပေမဲ့ဈာကာလကျောင်းတွေပိတ်ထားတဲ့အချိန်မှာအွန်လိုင်းကသတင်းတင်ကြားတာနဲ့နေအေချီပြုတင်ကြားရေးလုပ်ငန်းတွေပြုလုပ်သွားမယ်လို့ NUG ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးက TVB ကိုပြောပါတယ်။အမည်ဖြင့်အချိန်ဒီဒီရပါတော့เนาะကျွန်တော်တို့အဆောင်ချိရမှာပါ။ ဖြစ်လို့လဲဆိုတော့ကလေးတွေရဲ့လုံခြုံရေးက ွေယာယီရန်နာထားရပါတယ်။ကျောင်းပေါင်း60ကျော်ဖွင့်လှစ်ထားတဲ့စကိုင်းတိုင်းချောင်းဦးမြို့နယ်မှာတော့ internet line မရှိတဲ့အတွက် online တင်ကြားရလည်းမပြုလုပ်နိုင်ဘူးလို့ဆိုပါတယ်။ offline အနေနဲ့ကတော့ တတ်ချင်တာတော့ဒီတော့မကြမ်းမိသေးဘူးဘာဖြစ်လို့လဲဆိုတော့အားရမယ်လို့ခေါ်ကြတဲ့နော်လေကျွန်တော်နေနေအကူကြီးလေးလုံးမယ်။မမင်းနေနေဆက်တွေ့လေးလုံးမယ်။ဒါကြောင့်ကျွန်တော်ကနေနေတော့အလုပ်လုပ်လို့မရှိသေးဘူး။ online တရားကြီးကနေတယ်ဆိုတော့မရှိတာကိုချပါလေ။ online ကနေပြောတင်နေဆိုတာကအထောင်းမြင့်နဲ့မှာက internet ခက်ခဲတာဖြစ်နေတာတော့ရှားပြီးခုနောက်မှမှလည်း starting ဒီကနေရလောက်ပဲအဲ့လိုပဲရှိတဲ့ဖြစ်တဲ့တော့ဒီ starting ကိုအခုပြီးတော့ level ပြသမှာ online နေပြီးတော့မတင်ရဘူးလေ။ starting အတွက်ပတ်စံဒီပေါ်ရာနေရာမှာတန်းတယ် ချောင်းပေါင်း98ချောင်းဖွင့်လှစ်ထားတဲ့မကွေးတိုင်းခံကောမြို့နယ်မှာတော့စာတင်ချောင်းတွေပိတ်ထားတဲ့အတွက် offline တွေ့ရတဲ့တင်ကြားရေးဆက်လုပ်နိုင်မှုတွေပြင်ဆင်နေတယ်လို့သိရပါတယ်။လက်ရှိမှာတော့နေအခြေပြုတင်ကြားရေးနဲ့ပညာရေးဝန်ကြီးဌာနကဖြန့်ဝေထားတဲ့ video file တွေနဲ့တင်ကြားရေးအဆက်မပြတ်ဖို့စူးစမ်းနေတယ်လို့မြို့နယ်ပညာရေးဘုတ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။အဲ့ဒီလိုပဲဆက်ပြီးခိုင်းနေလို့တော့ကျွန်တော်တို့ home base လမ်းကြီးတစ်ပုံမျိုးနဲ့ပြင်ရှိပြီးတစ်ပုံမျိုးနဲ့ပြီးပါတယ်ခလေးနေတာဒီလိုလိုရအောင်ကျွန်တော်တို့ခလာလို့ရအောင် ောင်းကြီးမှာဝင်လေးကဝင်ထားတာပြေးဝင်ကြတာရှိပါလေခင်ဗျာဘာမှမသိနေလေဆိုတော့ဒီပညာလည်းလက်မမိတာရော face to face ရဆရာမနဲ့ပြန်မှာအားရတာရောဆိုတော့ချိုးချောင်းချောင်းသားတွေကတော့တင်ကြတင်မှုလုပ်ငန်းနေမလုပ်နိုင်ဘူးဆရာနာသိမိနောက်ပိုင်းစစ်ကောင်စီတဲ့ရဲ့လက်နက်ကြီးပြစ်ခတ်မှုလေကြောင်းတိုက်ခိုက်မှုတွေကြောင့်နိုင်ငံအနှံ့အစတင်ချောင်းပေါင်း333ချောင်းပျက်စီးခဲ့တယ်လို့ DBB ကကောက်ယူရရှိထားတဲ့အချက်လက်တွေအရသိရပါတယ်ကျမ DBB ပါ ကချင်ပြည်နယ်မိုးကြီးမြို့နယ်အမှတ်15ခြေလင်းတရဲမှာဗိုလ်ကြီးတယောက်ရဲ့ဇနီးကိုမရင်ကျင်ခဲ့တဲ့ဒုတိယဗိုလ်ချုပ်ကြီးတန်းလိုင်ရဲ့သက်မှတ်ဖြစ်သူဗိုလ်ကြီးဇလင်းထုတ်ကိုတော့စစ်ခုံရုံးဖွဲ့ပြီးတော့စစ်ဆင်းနေရလို့တပ်တွင်းသတင်းရင်းမြစ်တွေကသိရှိရပါတယ်။မေလအစောပိုင်းကတထက်တဲနေဗိုလ်ကြီးတယောက်ရဲ့ဇနီးကိုအရာရှိအင်ယာကိုလိန်ခေါ်ပြီးမရင်ကျင်ခဲ့ခလာရ15မှဌာနခွဲမှုဗိုလ်ကြီးဇလင်းထုတ်ကိုခင်မုန်းဖြစ်သူဗိုလ်ကြီးကတိုင်ကြားခဲ့လို့ ကာကွယ်ရေးဦးစီးချုပ်ယုံအထိတိုင်ကြားခံရပြီးအခုလိုစစ်ဆေးခံရတယ်လို့တက်တိုင်းဝန်နဲ့နေဆက်သူတွေကပြောပါတယ်။ကာကွယ်ရေးဦးစီးချုပ်ယုံကိုတိုင်ကြားခဲ့တဲ့အတွက်တိုင်ကြားသူဗိုလ်ကြီးနဲ့မျက်မြင်သက်သေတွေကိုခလာယာစံငါတရင်မူဒုတိယပုံမူကြီးဇော်တန်းနိုင်ကရှေတန်းပို့ပြီးဇနီးဖြစ်သူနဲ့ကလေးတွေကိုလည်းတက်ထဲကနေနှိမ့်ထုတ်လိုက်တယ်လို့ခလာယာစံငါနဲ့နေဆက်သူတွေကပြောပါတယ်။ဒီမှုနဲ့ပတ်သက်ပြီးအမှတ်904အမြောက်စခန်းကုတ်ကဲမှုဌာနချုပ်လက်အောက်ခံအမှတ်208အမြောက်တရင်က တရရင်မှုဒုတိယပုံမူကြီးဝင်းနိုင်ဦးဆောင်ပြီးစစ်ဆေးနေရလို့သိရပါတယ်ရှင်။မိဒီလာမျိုးဝင်ဒိုးကိတ်မှာစစ်ကောင်စီလက်အောက်ခံမလိုင်မျိုးနယ်စီမံအဖွဲ့ဝင်တပုံမူဝေဖြိုးနယ်စကားများခဲ့တဲ့မိဒီလာပြည်သူစစ်ခေါင်းဆောင်အငိမ့်စားတက်ချက်ကြီးဇော်ယူထွန်းကိုမေလာ28ရက်နေ့ကစစ်ကောင်စီကပုံမှန်နှစ်ခုနဲ့ရုံးထုတ်ပြီးမိဒီလာထောင်ကိုပို့လိုက်တယ်လို့တရားရုံးနဲ့နှိစက်တဲ့သတင်းရင်းမြစ်တွေဆီကနေသိရပါဗျာ။ စစ်ကောင်စီကမိထီလာမျိုးနဲ့တရားရုံးမှာမေလ28ရက်နေ့ကအငိမ့်စားတက်တက်ကြီးဇော်ယူထုံးကိုကနအူးပုံမှာ905ကကြီးပုံမှာ66ကကြီးနဲ့ရုံးထုတ်ခဲ့ပြီးတဲ့နောက်မိထီလာအကျဉ်းသားကိုပို့ဆောင်လိုက်တယ်လို့ပြောပါရယ်မတ်လ29ရက်နေ့ကမိထီလာမျိုးအဝင်ဂိတ်မှာမလိုင်မျိုးနဲ့စီမံအဖွဲ့ဝင်တပုံမူဝေဖြိုးနဲ့ကားမန်တကားမချတဲ့ကိစ္စနဲ့စကားများပြီးတဲ့နောက်မိထီလာတက်နေခမာယာ113ကစစ်မှုတမ်းကိစ္စနဲ့ ွေကျပ်390ယူတဲ့ကိစ္စတွေကိုလူမှုကွန်ရက်မှာတင်လိုက်လို့အဖမ်းခံရတယ်လို့မြို့ခံတယောက်ကပြောပါရယ်။အထက်အရာရှိရေကိုရိုင်းကငွေကြေးကောက်ခံနေတဲ့အတွက်စစ်မှုတိုင်းကိစ္စငွေကောက်တာတရားဝင်လာလို့မေလ17ရက်နေ့ကလူမှုကွန်ရက်မှာတင်ပြီးတဲ့နောက်မေလ15ရက်နေ့မှာမိတ်တီလာမျိုးရန်မျိုးအောင်ရက်ကွက်မှာနေထိုင်နေတဲ့အငိမ့်စားတက်ချက်ကြီးဇော်ယူထွန်းကိုစစ်ကောင်စီကဖမ်းဆီးခဲ့တာပါမိတ်တီလာမျိုးနဲ့ပြည်သူစစ်ကောင်းဆောင်အငိမ့်စားတက်ချက်ကြီးဇော်ယူထွန်းအဖမ်းခံပြီးတဲ့နောက်မှာတော့ သူရဲ့လက်အောက်မှာရှိနေတဲ့အဖွဲ့ဝင်18ယောက်ကနှုတ်ထွက်တော့မယ်လို့လူမှုကွန်ရက်မှာကြေညာထားပါတယ်ရှင်။ နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ Premier League Champion Liverpool အသင်းမျိုးအတွင်းမှလှည့်လည်အောင်ပွဲခံနေစဉ်လူအုပ်ထဲကိုကားနဲ့ဝင်တိုက်ခဲ့သူကိုအမှုခွနမှုနဲ့တရားစွဲထားပါတယ်။ကားနဲ့ဝင်တိုက်သူဟာအသက်53ရက်အရွယ်ရှိတဲ့ကလေး၃ယောက်ရဲ့ဖခင် Paul Drive ဆိုသူဖြစ်တယ်လို့ရတပ်ဖွဲ့ကမေလ29ရက်နေ့ကထုတ်ဖော်ပြောဆိုထားပါတယ်။ ဒရိုင်းဟာရေတက်တက်ဖွဲ့ဝင်ဟောင်းတဦးဖြစ်ပြီးတော့စီးပွားရေးသမားတဦးလည်းဖြစ်ကြောင်းဗြိတိန်အခြေဆိုင်မီဒီယာတွေကဖော်ပြကြပါတယ်။အန်ဒီယရှိတဲ့ကာမမှုအပါအဝင်လူတွေကိုရွေချက်ရှိရှိနဲ့တိုက်ခိုက်ခဲ့မှုတွေကြောင့်တောက်ကြနေမှာရုံးတင်စစ်ဆေးမှုတွေပြုလုပ်မှာဖြစ်တယ်လို့မာစီဆိုင်ရေတက်ဖွဲ့အကြီးအကဲပြောပါတယ်။ဒီကားတိုက်မှုမှာလူပေါင်း89ယောက်ထိခိုက်ခဲ့ပြီးအသက်9နှစ်ကနေ88နှစ်အထိပါဝင်တာကိုလည်းတွေ့ရပါဗျ ဲ့ဒီကားတိုက်မှုကြောင့်လက်ရှိအချိန်ဒီဆေးရုံမှာဆေးကုသမှုခံရသူ9ဦးရှိတဲ့အကြောင်းကိုလည်းရဲတပ်ဖွဲ့အတည်ပြုထားပါဗျ။ဆိုရှယ်မီဒီယာတွေမှာဖော်ပြကြကြရအဲ့ဒီကလူအုပ်ထဲကိုဝင်ရောက်ခဲ့ပြီးလူတွေပေါ်ကိုတက်ချိတ်က ကားတိုက်မှုကြောင့်ဘောနဲ့ဘုံဘောကနေလွင့်စင်ထွက်သွားတာမျိုးတွေလည်းမြင်တွေ့ရတယ်လို့ဆိုထားပါဗျ။ကားမင်းနဲ့အကျိတ်ခံရတဲ့လူလေးယောက်ရှိပြီးကလေးတစ်ယောက်လည်းပါဝင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒါကြောင့်ပြိတ္တတွေကကားမန်တွေကိုဒေါသတကြီးနဲ့ရိုက်ပုတ်တာတွေလည်းတွေ့မြင်ရပါတယ်။ ဒီဖြစ်ပျက်နဲ့ပတ်သက်ပြီးတော့ဒါအကြမ်းဖက်မှုမဟုတ်ကြောင်းရဲတပ်ဖွဲ့ကတင်ညာချက်အမြန်ထုတ်ပြန်ထားခဲ့ပါတယ်ရှင်။စပိန်နိုင်ငံကနေရီဂျွန်နီစီဦးတည်သွားတဲ့ရွှေပြောင်းလေတစင်းကိုကေဇေးတမားတွေကစိတ်ကန်းစီခေါ်ဆောင်လာစင်မှာပဲအရဲရိုဂျွန်အနီးပင်လယ်ပြင်မှာတိတ်မောက်သွားမှုကြောင့်အ ਨੇ ဆုံးလူခုနှစ်ဦးတည်ဆုံးခဲ့တဲ့ကြောင်းဒေသဆိုင်ရာအရေးပေါ်ဝန်ဆောင်မှုဌာနကမေလ28ရက်နေ့မှာပြောကြားလိုက်ပါတယ်။ နိုင်ငံမာရေရုပ်သံလိုင်း TV အဆိုအရလူပေါင်း180လောက်လိုက်ပါသွားတယ်ဆိုတော့အမိုးပါရဲလေယာကျုံးစုရဲ့အသေးငယ်ဆုံးကျုံးပေါ်မှာရှိရဲ့ Lawrence Stinger စိတ်ကန်းတဲ့ကိုကြာသွားတယ်လို့သိရပါဗျ။တေဆုံးသူတွေထဲမှာအသက်9နှစ်အရွယ်မင်းကလေး2ဦးအပြင်အသက်16နှစ်အရွယ်မင်းကလေး2ဦးနဲ့အမျိုးသမီးလေးဦးလို့ပါဝင်ကြောင်းကိုအရေးပေါ်ဝန်ဆောင်မှုအဖွဲ့တွေကပြောထားပါဗျ။ဒေသဆိုင်ရာကနေဒီကျုံးစုရုံးမြင့်တန်ကြားထဲမှာတော့လေနှစ်မြောက်ကလေးငယ်တွေ အပါအဝင်ရွှေပြောင်းနေထိုင်သူတွေရေထဲကိုကျသွားပြီးတင်မောသားတွေကလည်းအတိုက်ကယ်ပစ္စည်းတွေနဲ့ပြစ်ချပေးပြီးအနီးနားကရေချောင်းကယ်ဆယ်ရေးတင်မောပေါ်ကိုတက်ဖို့ကြိုးစားနေကြတာကိုမြင်တွေ့ရပါတယ်ရှင်ဆလဘီအာဇာဒရင်းလေးကိုပြောပြပေးသွားပါမယ်ရှင်။ ချဲစီနဲ့ဂျူဗင်နဲ့အသင်းဟာတိုက်စစ်မှု Rogers ကိုခေါ်ယူဖို့အတွက်အာဆင်နယ်နဲ့အပြိုင်ကြိုးပမ်းနေတယ်လို့သိရပါဗျ။ Sporting Lisbon အသင်းနဲ့အတူ200တိဇက်တိုက်ချန်ပီယံဖြစ်ခဲ့ပြီးသွင်းကိုစုစုပေါင်း69ဂိုးသွင်းယူခဲ့တဲ့ Sweden တိုက်စစ်မှုကိုအာဆင်နယ်ကဦးစွာချဉ်ကပ်ပေမဲ့ချဲစီနဲ့ဂျူဗင်နဲ့အသင်းတွေကလည်းခေါ်ယူဖို့ကြိုးပမ်းလာခဲ့ပါဗျ။ Sporting ဘက်ကတော့ပေါင်55 ဆိုရင်ရောင်းထုတ်တော့မှာဖြစ်ပြီးတော့ Rogress ကိုယ်တိုင်ကလည်းဥရောပထိပ်တန်းအသင်းတင်းစစ်ကိုပြောင်းရွှေ့လုပ်နေပါတယ်။ Chelsea အသင်းက Ipswich တိုက်စစ်မှု Leon Douglas ကိုခေါ်ယူဖို့အတွက်တဘောတူမျိုးရရှိလာပြီဖြစ်ပြီးနောက်ထပ်တိုက်စစ်မှုခေါ်ယူဖို့မသေးချာတဲ့အချိန်မှာ Arsenal နဲ့ဒီဘက်တဲ့အသင်းကအကြီးကအပြိုင်ကမ်းလာတော့ရှိနေပါရှင့်။ဒီ video ညတားရဲ့ညနေ၄နာရီသတင်းလေးကိုတိုက်ရိုက်ကြည့်ရှုခဲ့ရတာပါည၈နာရီအချိန်မှာရရှိထားတဲ့သတင်းလေးကိုလည်းဖြည့်ဆွတ်တင်ဆက်ပေးသွားပါဦးမယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ 1D ပါ Música